မင်္ဂလာပါ theology တလုံးဆိုင် morning devotion season ကနေကြိုဆိုပါရစေ။ဘုရားသခင်ဖန်ဆင်းတဲ့ဒီနေ့ရက်တည်းမှာလည်းအဖဘုရားသခင်ထံကကောင်းချီးမင်္ဂလာများစွာနဲ့ဒီနေ့တအားလုံးရှင်လန်းအားပြည့်ပြီးဘုန်းတော်ကိုထင်ရှားစေနိုင်သမျှဖြစ်ကြပါစေ။ခဏလောက်ဆုတောင်းစကားအနံ့ပြီးဆက်ပြကြရအောင်။အဖဘုရားသခင်ယေရှုတင်နဲ့ဒီနေ့မနက်ခင်းမှာလည်းကိုရရှင်နှုတ်ကပတ်တော်ဖြင့်ကြွေးမွေးတော်မူပါ။ကိုရရှင်အတန်တော်ကိုကြားတတ်စေတော်မူပါ။ကိုရရှင်အလိုတော်လမ်းသို့လိုက်တတ်စေတော်မူပါ။ ကျေးဇူးတော်ချီးမွမ်းလေးတပါးတော်တာတော်တခင်ယေရှုနာမ၌အစာပြုပါ၏အာမင်ဒီနေ့မှာတော့ရှင်ယောဟန်ခရစ်ယာန်ခန်းကြီး16အငယ်73ကနေအငယ်15ကိုဖတ်ရှုပြီးနှုတ်ကပတ်တော်ကိုဆင်ခြင်နှလုံးသွင်းမှာဖြစ်ပါတယ်ရှင်ယောဟန်ခရစ်ယာန်ခန်းကြီး16အငယ်73ကနေအငယ်15ထိုစကားကိုကြားလျင်ပိလက်မင်းသည်ယေရှုကိုပြင်သွို့ထုတ်ပြီးမှဟေပြဲစကားအဖြစ်ကပတ်တာအမိရှိ၍ကြောက်ခင်းဟုခေါ်ဝေါ်သောအရ၌တရားပလင်အပေါ်မှာထိုင်လေ၏ ထိုနေ့အချိန်ကပတ္တခါအဖိတ်နေ့တစ်ချက်တည်းအချိန်လောက်ရှိပြီးလည်းမင်းကလည်းတင်တို့ဤရှင်ဘရင်ကိုကြည်ကြလောဟုယူဒလူတို့အားပြောဆိုလျင်ထိုသူကိုထုတ်ပါထုတ်ပါလဝါကတိုင်မှာရိုက်ထားပါဟု လူများဟစ်ကြော်ကြ၏ပြီးလည်းမင်းကလည်းတင်တို့ဤရှင်ဘရင်ကိုလဝါကတိုင်မှာ ရိုက်ထားရမည်လောဟုမေးပြန်လျင်ယေဘရဟိကြီးတို့ကအကျွန်ုပ်တို့၌ကဲတာဘရင်မတပါအဘယ်ရှင်ဘရင်မြတ်မရှိပါဟုပြန်ပြောကြ၏ လွန်ခဲ့တဲ့နှစ်ပေါင်း2000လောက်ကပတ်သက်ခအဖိတ်နေ့ဒီနေ့လိုမျိုးတောက်ကြနေတဲ့ရက်မှာဖြစ်ခဲ့တဲ့ဖြစ်ရဖြစ်ပါတယ်အချိန်ကတစ်ချက်တီးလောက်လို့ဖော်ပြပါတယ်လွန်ခဲ့တဲ့နှစ်ပေါင်း2000လောက်ကတောက်ကြနေမှာသခင်ယေရှုခရစ်တော်ကပြည်လက်မင်းရှိမှာစစ်ဆေးမေးမြန်းခြင်းကိုခံယူခဲ့ပါတယ်စံစာဖော်ပြချက်အရတော့ယောမလူမျိုးဖြစ်တဲ့ပြည်လက်မင်းက သခင်ယေရှုခရစ်တော်ကိုလှုပ်ပေးဖို့ရှာကြံခဲ့သေးတယ်လို့တွေ့ရပါတယ်ဒါကြောင့်လေတဲ့သခင်ယေရှုကိုလူတွေအရှိထုတ်လာပြီး သင်တို့ဤရှင်ဘရင်ကို ကြည်ကြလို့ဆိုပြီးပြောခဲ့ပါတယ်။ဒီစကားကလွန်ခဲ့တဲ့9ရက်တုန်းကသခင်ယေရှုခရစ်တော်မိကလေးကိုစီးပြီးယေရုရှလင်မြို့ထဲဝင်ရောက်ခဲ့တဲ့အချိန်ကိုသတိရစေပါတယ်။ဘာဖြစ်လို့လဲဆိုရင်တော့လူတွေကစွန်ပလွန်ကတ်တွေဝေယံပြီးအဝတ်တွေကိုလမ်းပေါ်မှာခင်းပြီးဟောရှနာဟောရှနာထာဝရဘုရားခွင့်နဲ့ကြွလာတော်မူသော ရှင်ဘရင်သည်မင်္ဂလာရှိစေတည်းလို့လူတွေကလမ်းလေကောင်းမှာအာရပါရ အော်ဟစ်ကြွေးကြော်ခဲ့ကြတာပါ သခင်ယေရှုကို ရှင်ဘုရင် ခရစ်တော်အဖြစ် လူပေါင်းများစွာက ပေါ်ပေါ်တင်တင်ဝမ်းသာအားရကြိုဆိုခဲ့ကြတာယေရုရှလင်တစ်မြို့လုံးတည်ကြမဲ့အနေအထားရှိပါတယ်ဒီတခါတော့ပိလက်မင်းကသင်တို့ဤရှင်ဘုရင်ကိုကြည်ကြလောလို့ပြောတဲ့အခါမှာလူပေါင်းများစွာကလဝါကတိုင်းမှာရိုက်ထားပါဆိုပြီးပြန်ပြီးအော်ဟစ်ကြွေးကြော်ခဲ့ကြပါတယ်ယေရုရှလင်မြို့မှာ၅ရက်အတွင်းပြောင်းလဲသွားတဲ့ လူဒုကြွေကြော်တန်ကတော့သာဝရဘုရားအခွင့်နဲ့ကြွလာတော်မူသောရှင်ဘရင်ဆိုတဲ့အတန်ကနေလဝါကတိုင်မှာရိုက်ထားပါဆိုတဲ့အတန်ဖြစ်ခဲ့ပါတယ်။ဟောရှနာဆိုတဲ့အတန်ကနေလဝါကတိုင်တင်သက်ပါဆိုတဲ့အတန်ဖြစ်ခဲ့ပါတယ်။ဒီလူတွေကပဲတနင်္ဂနွေနေ့တုန်းကတော့ရှင်ဘရင်လို့ကြွေကြော်ကြိုးဆိုပြီးဒီလူတွေကပဲတောက်ကြနေမှာဒါငါတို့ရဲ့ရှင်ဘရင်မဟုတ်ပါဘူး။ လဝါကတိုင်တင်သက်ပါလို့အဟစ်ခဲ့ကြသလားဆိုတာကိုတော့အတိအကျမပြောနိုင်ပေမဲ့ဟောရှနာဖြစ်စေတည်းရှင်ဘီရင်မင်္ဂလာရှိစေတည်းဆိုတဲ့အတန်ကတော့လုံးဝတိတ်ဆိတ်သွားတာမကြားရတော့တာကျင်းသေးပါတယ်ဒီခါမှာပိလက်မင်းကလည်းလူအများဆန္ဒရှိတဲ့အတိုင်းသခင်ယေရှုခရစ်တော်ကိုကားတိုင်တင်သက်ဖို့လူတွေလက်ထဲအပ်လိုက်ပါတယ်ဒီနေရာမှာဆင်ခြင်မိတာကလောကထဲမှာတော့မိများမိနိုင် ရေများရေနိုင်ဆိုသလိုအတန်ကြဲကြဲထွက်နိုင်ရင်အလုတ်ဖြစ်တတ်ပါတယ်ဒီလိုလူပြောများနေတဲ့အရာရဲ့အနောက်ကိုလိုက်မယ်ဆိုရင်တော့တကယ်စစ်မှန်တဲ့အမှန်တရားစစ်မှန်တဲ့တမန်တရားအရှင်သခင်ယေရှုခရစ်တော်ကိုညင်းပယ်ရန်ရှာတဲ့အထိဖြစ်သွားနိုင်ပါတယ်ဒီကနေ့သတိပြုရမယ့်အရာတစ်ခုကတော့တမန်တရားကိုပျက်စီးစေဖို့တညီတညွတ်တဲ့ကြဲကြဲလောင်လောင်အတန်ထွက်နေတဲ့အခါတွေ ရှိပါတယ် ကျွန်တော်တို့ခင်မှာကြည့်မယ်ဆိုရင်လေလင်ကိစ္စကိုအိမ်တော်ပြုရတိစောင့်စရာမလိုဘူးဆန္ဒရှင်ဆန္ဒရှိတဲ့အချိန်မှာလှုပ်ဆောင်လိုက်ပြီးတဲ့ကယောက်ျားချင်းယောက်ျားချင်းမိန်းမချင်းမိန်းမချင်းလိမ်မှုရေးရပြုခြင်းကလည်းမတားမြစ်သင့်ဘူးစသဖြင့်ကိုယ်ဆန္ဒရမက်တတ်မှတ်ခြင်းကိုဥထိတ်ထားဖို့နှိုးဆော်တဲ့အတန်တွေကကျေလောင်နေပါတယ်တညီတညွတ်တဲ့လမ်းမော်ထွက်ပြီးကြွေးကြော်နေကြတဲ့လူတွေလည်းမြောက်များစွာရှိနေပါတယ်ဒါအပြင် ကဘာကြီးပေါ်မှာလူသားတွေငိမ့်ချမ်းစွာ ရှင်တွဲနေထိုင်နိုင်ဖို့ကအရေးအကြီးဆုံးပဲကဘာမြေကြီးตายာဖို့ကအရေးအကြီးဆုံးပဲဒါကြောင့်သခင်ယေရှုကိုယ်တော်မှာဖယ်ထားသိရင်ဖယ်ထားရမယ်ဆိုတဲ့အတန်တွေကလည်းတညီတညွတ်ထဲကြဲကြဲလောင်လောင်ထွက်နေပါတယ်။ဘာနဲ့တူသလဲဆိုရင်တော့တစ်ပင်တစ်ပင်စိန်လန်ဖို့လို့ပြောပြီးတစ်မြစ်တစ်ခုလုံးကိုဖျက်ထုတ်နေတာနဲ့တူပါတယ်။သခင်ယေရှုခရစ်တော်ဒီဥတော်အရင်အမြစ်မရှိပဲ လူတွေငြိမ်းချမ်းစွာ ရှင်တွဲနေထိုင်နိုင်ခြင်းမရှိနိုင်သလိုကမ္ဘာမြေကြီးလည်းตายရဖို့အနာဂတ်မရှိပါဘူး။သခင်ယေရှုခရစ်တော်ဒီဟုသောအရင်အမြစ်ရှိမှလူတွေငြိမ်းချမ်းစွာရှင်တွဲနေထိုင်နိုင်မှာဖြစ်သလိုကမ္ဘာမြေကြီးလည်းตายရနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်ပြောချင်တာကတော့လူပြောများလို့မှန်သွားတာမဟုတ်ဘူးဆိုတာကိုသတိပြုစေချင်ပါတယ်။လူပြောများတဲ့အရာကတကယ်တမတရားတကယ်အမှန်တရားကိုတောင်ရန်ရှာပျက်စီးစေတတ်ပါတယ်။ ဒါကြောင့်ဒီကနေ့အတွက်ဆင်ကျင်ခွန်အားယူမိတာကအတန်ကြဲကြဲကြားတိုင်းခစ်စားနေတိုင်း trend ဖြစ်နေတိုင်းနားယောင်ပြီးကိုပါလိုက်ယောင်ဖို့မဟုတ်ပါဘူးကျွန်တော်တို့နားထောင်ရမယ့်အတန်ကလူပြောများနေတဲ့လောကရဲ့အတန်မဟုတ်ပါဘူးသခင်ယေရှုခရစ်တော်မိန့်မထားတာကတော့ငါတို့တို့စီငါစကားသံကိုနားထောင်၍ငါနောက်သို့လိုက်ကြ၏လို့မိန့်မထားပါတယ် လောကထဲမှာလူပြောများနေတဲ့အတန်တွေကိုနားယောင်မနေပဲသခင်ယေရှုခရစ်တော်ရဲ့စကားအတန်ကိုကြားပြီးသခင်ယေရှုခရစ်တော်ရဲ့နောက်တော်ကိုလိုက်တက်ဖို့ကအဓိကဖြစ်ပါတယ်။သခင်အတန်ကိုကြားပြီးသခင်နောက်တော်သူလိုက်တက်တော်သူများဖြစ်ကြပါစေ။ခနာလောက်ဆုတောင်းဆက်ကအနံ့ရောက်အဖဖခင်အဖဖခင်သခင်ယေရှုတင်နေ။ကိုရှင်အတန်ကိုကြားတက်စီတော်မူပါ။ဒီကနေ့အပြင်မှာကျဲလောင်စွာထွက်နေသောအတန်များကိုပဲအာယုံရောက်ပြီး နားယောင်မနေပဲကရရှင်မှန်သောတမန်တရားနှုတ်ကပတ်တော်ကိုကြားပြီးလိုက်လျှောက်တတ်တော်သူ ဖြစ်စေတော်မူပါပါဖြစ်ချင်ပါတယ်တန်နိုင်တော်သူဖြစ်စေပွင့်လဲဝိညာဉ်တော်ပြမစားတော်မူပါယေရှုတင်လဲတပါးတော်တော်တခင်ယေရှုနာမနဲ့ဆုတောင်းစကားအနံပါ၏အာမင်